ှာအိမ်မဲမကောင်းတာမဲ့ပြီဆိုလို့ရှိရင်မလုပ်နဲ့ရက်ဖျားကိုရှ िख ိုးလို့ဖျားကိုအာယုပြုတ်ပြီးတဲ့အခါဇန်တုန်နိမိတ်တံအဝမင်္ဂလင်းစရောစာမနာဘောတကုဏတတတ်တော်ပါပက်ခဟောဒုတုပိဏအာဂန္တဗုဒ္ဓနုဘဝေနဝိတံတမင်တုတရားကိုအာယုပြုတ်ပြီးတဲ့အခါဓမ္မာနုဘဝေနဝိတံတမင်တု တန်ခါကုံကိုအာယုပြုပြီးတန်ခါလူပါဝေနဝိနတမင်တုဆိုရဲဟောဒီကထာလေးကိုရစ်ပတ်ပြီးတော့စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ကုသိုလ်တွေဖြစ်ပေါ်လာလို့ရှိရင်ခုနကပြောတဲ့အရာတွေအကုန်လုံးဟာခြေပြောက်တယ်လို့ဒီလိုပြောတာနော်ဘယ်လိုလုပ်ပြီးတော့ခြေဖြောက်တာတော့ဆိုတော့ယင်တဲ့နှလုံးထဲမှာမကြည်မလင်ဖြစ်တဲ့အရာတွေဟာဖရတရားတန်ခါကိုအာယုပြုလိုက်တာနဲ့ကုသိုလ်တွေရသွားပြီးယင်တဲ့နှလုံးထဲမှာကြည်လင်ရှင်ပြသွားတယ်အဲ့ဒီသဘောနဲ့ နော်ပျောက်ထားလို့ဆုံးလို့ဒါကြောင့်မို့လို့ဒုံနိမိတ်တာဆိုတာမကောင်းတဲ့နမိတ်တွေအဝမင်္ဂလမင်္ဂလာမရှိတဲ့အရာတွေရောစာမနာဘောတကုဏ္ဍတာတော်နားထောင်ရတာနော်မနစ်တဲ့ဆရာကောင်းတဲ့ငှက်ရဲ့အပန်းလေးငဆိုးရဲ့အပန်းလေးပါပက်ခဟောမကောင်းတဲ့ဂျူစီစာတာစတာခန့်ချမာတွေ ထုတ်သူပိဏအဂတံနှစ်သက်ဆရာမကောင်းတဲ့အိမ်မဲဆိုးတွေတဲ့အဲ့ဒီမကောင်းမှုလို့လူတွေရဲ့စိတ်ထဲမှာစိတ်ထဲမှာမတန့်လို့မကောင်းမှုဆိုတဲ့အရာတွေအလုံးဟာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ရဲ့စွာအားနဲ့အလုံးကြည်ပြောက်သွားပါစေလို့ဒီလိုဆိုတာနော်အဲ့တော့ဘုရားကိုအာယုံပြုလိုက်လို့ရှိရင်ဘုရားကိုအာယုံပြုလိုက်လို့ရလိုက်တဲ့ကုသိုလ်ဟာ ဗုဒ္ဓသာပူဇံမဟာတိဆဝံတော်ဆိုတဲ့အတိုင်းစွမ်းအားတတ္တိပြည့်။ဘုရားကိုအာယုပြုကြည့်။အာယုပြုလိုက်လို့စိတ်ထဲမှာချီနူးပြီးတော့ဘုရားကိုနေထဲမှာစိတ်ထဲမှာချီနူးလာပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာအခုပြောခဲ့တဲ့မကောင်းတဲ့အရာတွေကိုယ်အလိုမရှိတဲ့အရာတွေကိုယ်တဏ္ဍာမဖြစ်အောင်ကာဝယ်ဆောက်ရှောက်ပြီးတာဖြစ်ပါလေ။မှန်ကန်တဲ့နိလန်းနဲ့ပြောတာနော်။